ပါမြစီမရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်။မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကို နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ ကိုတက်သမ၄မှတ်ကဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9နာရီကနေ9နာရီခွဲအထိလိုင်းဒိုမီတာ16မီတာစက်ခွန်တက်သမ၅မှတ်ကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစည်းမရေဒီယိုဖွင့်သူဖွေသားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်အော်တိုဘားလ28ရက်အင်္ဂါနေ့ညဘက်မြစည်းမရေရေဒီယိုစီစဉ်ကိုမြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲထိစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ဆိုင်းခံပါဒီနေ့ညနားဆင်ရမယ့်စီစဉ်တွေကတော့ KIA ထိန်းချုပ်ထားတဲ့ကချင်တရုတ်နယ်စပ်ခိတ်ရှစ်ခုပြန်ဖွင့်တဲ့သတင်းနဲ့အတူ မြမရွေးကောက်ပွဲဟာပြဿနာတွေရဲ့အဖြေမဟုတ်ဘူးလို့ကုလအထွေထွေအတွင်းရမှုချုပ်ပြောတဲ့အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါသတင်းတွေပြီးမှတော့ key to hat ကျမ်းမာရေးအစီအစဉ်ကိုနားဆင်ရဖို့ရှိပါတယ်ခင်ဗျာမင်္ဂလာပါပြည်တွင်းသတင်းတွေကိုစတင်တင်ဆက်ပေးပါတော့မယ် မြန်မာမှာစစ်ကုမ္မရှင်တပ်ကကျင်းပဖို့စီစဉ်နေတဲ့ရွှေကောက်ပွဲဟာမြန်မာနိုင်ငံရဲ့ပြည်ထနာတွေအတွက်ဖြစ်ရှင်းနိုင်မဲ့အဖြေကိုဥတီမှမဟုတ်ဘူးလို့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုကူတာရက်ကပြောပါရယ်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာမနေ့ကပြုလုပ်တဲ့အာဆီယံကုလသမဂ္ဂဆွေးနွေးပွဲအပြီးတရဲနောက်တွေနဲ့တွေ့ဆုံတဲ့အချိန်မှာသူကအခုလိုပြောလိုက်တာပါဒါအပြင်ဒီရွေးကောက်ပွဲဟာပွင့်လင်းမြတ်သားမှုရှိမယ်ဆိုပြီးတော့ယုံကြည်တဲ့သူမရှိတော့ဘူးလို့လည်းဆိုပါတယ် လက်တလုံးမြန်မာအတွက်လိုအပ်နေတာဟာလူသားချင်းစာနာမှုအကူအညီတွေတိုးမြှင့်ပေးဖို့ဖြစ်ပြီးတော့တစ်ချိန်တည်းမှာပဲအရသာအုပ်ချုပ်မှုကိုဥတီမဲ့နိုင်ငံရေးလုပ်ငန်းစဉ်အစစ်အစစ်ကိုလည်းလှုပ်ဖို့လိုအပ်ကြောင်းဆိုပါရယ်2021ခုနှစ်မှာစစ်တပ်အာဏာသိမ်းပြီးကတည်းကမြန်မာဟာဘေးအဆင့်ဆင့်ကြုံရတဲ့အခြေအနေဖြစ်ပြီးတော့ဒေတာရင်းတည်ငြိမ်မှုကိုပါစိုးရိမ်စရာဖြစ်လာစေခဲ့တယ်လို့ဆိုပါရယ်။ဒါအပြင်အရသားတွေကိုကာကွယ်ရမယ့်စစ်တပ်ဟာအရသားတွေကိုတိုက်ခိုက်နေပြီးတော့ပြိပခါတွေဖြစ်နေတဲ့အချိန်မှာရွေးကောက်ပွဲကျင်းပဖို့ခြေလှမ်းနေတာကိုလည်းသူကထောက်ပြခဲ့ပါရယ်။ ဒါကြောင့်အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်မှုဗက်စုံပါဝင်တဲ့ဆွေးနွေးပွဲကိုစိတ်ဆန္ဒရှိရှိဖော်ဆောင်ဖို့အကြောင်းမဲ့ဖန်စီထိမ့်သိမ်းထားတဲ့သူတွေကိုပြန်လှုပ်ပေးရကနေစတင်မဲ့အကြသားအုပ်ချုပ်မှုလမ်းကြောင်းပေါ်ကိုပြန်ရောက်ဖို့ကိုလည်းအတွင်းမှုချုပ်ကတိုက်တွန်းထားပါတယ်စစ်ကောင်မရှင်ကတော့လာမယ့်ရွေးကောက်ပွဲအတွက်တရဝင်းမဲဆွယ်စီယုံခွင့်ကာလကိုဒီကနေ့အောက်တိုဘာ28ရက်ကနေဒီဇင်ဘာ26ရက်နေ့အထိသတ်မှတ်ထားပြီးတော့အဲဒီကာလကိုအထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCP က ရွေးကောက်ပွဲတပိတ်မှောက်စန်းကျင်ရေးကာလလို့တတ်မှတ်ဖို့အတွက်ထုတ်ပြန်ထားပါရရှင်ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်မျိုးကိုစစ်ကော်မရှင်တပ်ကနှစ်ရက်ဆက်ဘုံကျဲတိုက်ခိုက်ရာမှာထိခိုက်ဒဏ်ရာရမှုတွေရှိတယ်လို့မင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့စီကတရားပါတယ်။မင်းတပ်မျိုးဘော်ကိုစစ်ကော်မရှင်တပ်ကအောက်တိုဘာလ26ရက်နေ့လယ်2နာရီခွဲချိန်ကမှဂျက်ဖိုက်တာနဲ့ဘုံနှလုံးကျဲခဲ့ပြီးအောက်တိုဘာလ28ရက်နေ့ည9:50မိနစ်အကျော်မှာထပ်မံဘုံနှလုံးကျဲခဲ့တာဖြစ်ပါတယ်။ အရင်ရက်ကျဲတာကနေကင်းကြောင်တောင်ဆိုတော့အကုန်လုံးကရှောင်းလိုက်နိုင်တယ်ဘသူမှထိခိုက်တာမရှိဘူးနောက်တစ်ခါအရင်ရက်ကကျဲတဲ့နေရာကိုပဲထပ်ကျဲတာညအချိန်ဆိုတော့နေကင်းလိုရှောင်းချိန်မမြန်ဘူးလွတ်လပ်ရှောင်းချိန်မရှိတော့ထိခိုက်တာတွေရှိလားလို့မင်းတက်မြွနယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံစလိုင်းရောမန်ကမျက်စိမှာကိုပြောပါတယ်အဲ့ဒီလိုပုံကျဲခံရတာကြောင့်ထိခိုက်ဒဏ်ရာရသူအရေးအတွက်နဲ့အသေးစိတ်အခြေအနေကိုတော့သူက ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ မင်းတပ်မြို့ပေါ်မှာတော်လိုင်းတပ်ဖွဲ့တွေကတိမ့်ပိုက်ထားတဲ့မြို့မရဲစခန်းဟောင်းနေရာကိုစစ်ကော်မရှင်တပ်ကဘုံကျဲတာဖြစ်တယ်လို့ဒေသခံတွေကကိုးကားပြီးချင်းဒေသအခြေစိုက်သတင်းဌာနတွေမှာဖော်ပြကြပါရယ်။အော်တိုဘာလအတွင်းမင်းတပ်မြို့ကိုစစ်ကော်မရှင်ဘုံကျဲတာဟာ၄ချိန်ရှိလာပြီဖြစ်ပါတယ်။ ောက်တိုဘာလ၄ရက်ဘုံကျဲမှုမှာဒေသခံ၃ဦးတန်ရရပြီးအဆောက်အဦတချို့ပျက်စီးကအောက်တိုဘာလ၉ရက်စတင်ကြောင်းဘုံကျဲမှုမှာတော့ចောင်းသား၃ဦးနဲ့မတန်ဆွမ်းမျိုးသမီး၁ဦးသေဆုံးခဲ့ရပါတယ်။စစ်ကော်မရှင်တပ်ဟာသူတို့ပြုလုပ်မဲ့ရွေးကောက်ပွဲနီးကပ်လာလာနဲ့အမျှချင်းပြည်နယ်ကိုလေကြောင်းတိုက်ခိုက်မှုအပြင်စစ်ရေးပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့စစ်ရေးသတင်းမြစ်တွေစီကတရားဝါတယ်။ စစ်ကောင်မရှင်တပ်ဟာနေစဉ်ဘုံကျဲတက်ဖြတ်တိုက်ခိုက်မှုတွေကြောင့်ပြည်သူလူထုအသက်အိုးအိမ်တွေဆုံးရှုံးနေရပြီးအချောက်တရားဖန်တီးလို့အာဓမရွေးကောက်ပွဲကျင်းပဖို့ကြိုးပမ်းနေကစင့်အားတွေဖြည့်တင်းနေတယ်လို့ချင်းကာကွယ်ရေးအဖွဲ့ဟာခါ CDF ဟာခါကအောက်တိုဘာလ28ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်စစ်ကောင်မရှင်ကပြုတ်လုံမဲ့ဒီဇင်ဘာလ28ရက်ပထမအဆင့်ရွေးကောက်ပွဲမှာဟာခါနဲ့တီးတိမ်မြို့နယ်တို့ပါဝင်ပြီး တွန်းစံဖလန်းထန်တလန်မြို့နယ်တွေကိုဆက်လက်ကျင်းပမဲ့အစီအစဉ်တွေမှာ ပါဝင်ထည့်သွင်းထားပါတယ်။ဒါပေမဲ့မင်းတက်ကံပလက်မတူပီနဲ့ပလဝမြို့နယ်တွေကိုရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်မှာမဟုတ်ဘူးလို့စစ်ကော်မရှင်ကကြေညာထားပါတယ်ခင်ဗျာ။ကချင်လုံးမြရေတမရော KNY ထိန်းချုပ်ရာဒေသမှာရှိတဲ့တရုတ်နယ်စပ်ဂိတ်ရှစ်ခုကိုတရုတ်ဘက်ကပြန်ဖွင့်ပေးလိုက်ပြီဖြစ်တယ်လို့ KNY သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဘူမူကြီးနှော်ဘူးကမစ္စမောက်ကိုအတည်ပြုပါရယ် ကချင်တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့မန်ဝင်းကြီး၊ကမ်ပိုင်တီ၊မိုင်ကြာယန်၊လိုင်ဇာ၊လွယ်ကျဲ၊ပန်ဝါ၊မန်စီ၊ဖီမော်စတဲ့ဂိတ်တွေကိုအောက်တိုဘာ26ရက်နေ့ကစပြီးတော့တရုတ်ဘက်ကနေဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့73စီနဲ့လျှက်စစ်ပစ္စည်းတွေကိုတော့ကန့်သတ်ထားစေဖြစ်တယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။အဲ့ဒီနေဇက်ဂိတ်တွေကိုတရုတ်ဘက်ကတနှစ်ကျော်ကြာပိတ်ထားခဲ့တာဖြစ်ပြီးတော့အခုမှပြန်ပြီးတော့ဖွင့်ပေးလိုက်တာပါ။ အရင်ကဂိတ်တွေကိုပိတ်ထားတယ်ဆိုပေမဲ့မြေရှားနဲ့တရုတ်ဘက်ကလိုအပ်တဲ့ကုန်ပစ္စည်းတွေအတွက်ကိုတော့ဖွင့်ထားပေးခဲ့ပြီးလက်ရှိနေဆက်ဂိတ်ဖွင့်ပေးတာကလည်းမြေရှားကိစ္စနဲ့ပတ်သက်နေနိုင်တယ်လို့ KYA နဲ့နှိစက်တဲ့သတင်းရင်းမြစ်တစ်ယောက်ကပြောပါရယ်ဘုံဘူးကြီးနောက်ဘူးကတော့နေဆက်ဂိတ်ဖွင့်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တရုတ်နဲ့ဘာသဘောတူညီချက်မှမလုပ်ခဲ့ဘူးလို့ဆိုပါရယ်လက်ရှိပြန်ဖွင့်ပေးတဲ့နေဆက်ဂိတ်တွေအထက်ကပန်ဝါဖီမွန်နဲ့မိုင်ဂျာယန်ဂိတ်တွေဟာမြေရှားတပ်တွေတင်ပို့ဖို့အတွက်အသုံးပြုတဲ့ဂိတ်တွေဖြစ်တယ်လို့သိရပါရယ် KYA နဲ့မဟာမိတ်တပ်တွေကအဲ့ဒီမြန်မာတရုတ်နယ်စပ်ဂိတ်တွေရှိတဲ့လွယ်ကျဲမန်စီပန်ဝါဖီမော်ကမ်ပိုင်တီမြို့တွေကိုပြီးခဲ့တဲ့2024ခုနှစ်ဧပြီလ၊မေလ၊အောက်တိုဘာနဲ့နိုဝင်ဘာလတွေမှာသိမ်းပိုက်နိုင်ခဲ့ပြီးတော့မန်ဂျာယန်နဲ့လိုင်စာကိုတော့အရင်ကတည်းကထိ ंछ ုပ်ထားနိုင်ပါတယ်။တရုတ်ဆိုရက KYA ကိုဖိအားပေးဖို့အတွက်2024ခုနှစ်ကုန်ပိုင်းမှာနေဇက်ဂိတ်တကိုပိတ်ခဲ့တဲ့အတွက်ဒေတာရင်းမှာကုန်စီပြက်လက်တာနဲ့ကုန်စီဈေးနှုန်းကြီးမြင့်တာကိုဒေတာခန်တွေကရင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိမှာတော့တရုတ်ဘက်ကနှေဇက်ဂိတ်တွေကိုပြန်ဖွင့်ပေးလိုက်တာကြောင့်ကုန်စည်လုံးနဲ့ပတ်သက်ပြီးတော့ဒေသခံတွေအနေနဲ့အသက်ရှူကြောင်းမှဖြစ်တယ်လို့ဆိုပါရယ်လက်ရှိနှေဇက်ဂိတ်တွေမှာတော့လူအုံဝင်ထွက်ကိုလည်းခွင့်ပြုထားတယ်လို့သိရပါပါရှင်မြစီမာရေဒီယိုရဲ့အင်္ဂါနေ့ညပိုင်းပြည်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ် နိုင်ငံကကအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြန့်အပါအဝင်နေဆက်ဖြတ်ကျော်ရာဇဝတ်မှုကိန်းတွေကိုဖြည့်ရှင်းဖို့ကြိုးပမ်းမှုတွေကိုအသိမှတ်ပြုတဲ့အကြောင်းနဲ့ပူးပေါင်းဆောင်ရွက်ဖို့လည်းအစမ်းအသင့်ရှိတယ်လို့အမျိုးသားညွညရဲ့အဆိုအရ NUG ကပြောလိုက်ပါတယ်။ဒီကနေ့အောက်တိုဘာ28ရက်နေ့မှာပြုတ်လုတဲ့ပြည်သူလူထုနဲ့နိုင်ငံကတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကထက်သွင်းပြောကြားလိုက်တာပါ။ အွန်လိုင်းကြားဖြတ်နဲ့လုပ်ငန်းတချို့ကိုအာဏာသိမ်းစစ်တပ်ကအယောင်ပြစီးနင်းတဲ့လက်ကွက်ထက်ကိုမဝင်မိကြဖို့အတွက်လည်းအရေးကြီးကြောင်းသူကဆိုပါရယ်။ဒါ့အပြင်နေကြာဆောက်တပ်တွေဟာအာဏာသိမ်းစစ်တပ်ရဲ့လက်အောက်ခံဖြစ်တဲ့အတွက်အွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြတ်ရဲ့နောက်ကွယ်မှာစစ်တပ်ခေါင်းဆောင်တွေကထက်ထဲဝင်ဝင်ပါဝင်ပတ်သက်နေတယ်လို့လည်းဦးနေဘုလတ်ကပြောပါရယ်။ Justice for Myanmar ကလည်း KK Park ရဲ့လုံခြုံရေးနဲ့စီမံခန့်ခွဲမှုတွေကိုနေကြာဆောက်တဲ့ BGF ကတိုက်ရိုက်ပါဝင်ပတ်သက်နေတယ်လို့ထုတ်ပြန်ထားပါတယ်။ ပြည်ကတဲ့အော်တိုဘာ19ရက်နေ့ကငွေလိန်ချန်ဝန်းကေကေပတ်ကိုစစ်ကောင်မရှင်ကဝင်စစ်ခဲ့ကြောင်းဝါရဖြန့်ပြတဲ့နောက်ထက်မှတ်ဝင်ရောက်စစ်ဆေးမဲ့တဲ့တွေကြောင့်ကြားဖြန့်လုပ်သားတွေဟာထိုင်းဘက်အချံကိုဇက်တိုက်ပြစ်ထွက်ပြေးနေပြီးတော့ငွေလိန်ချန်ဝန်းထက်မှတ်ပောက်ကွဲမှုတွေကလည်း၄ချိန်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်ကယံမြင်းနယ်မြောင်းရီမြို့နယ်မှာရှိတဲ့ online ငွေလိမ်ချန်ဝန်း KK ဘက်ကို KNU ကအကျိုးမြတ်ရယူပြီးတော့ မြင်းငှားတာနဲ့လုံခြုံရေးရှိနေတဲ့ဆိုရက်စစ်ကော်မရှင်ရဲ့ဆွဆွဲချက်ကို KNU ကတသက်နေတကွညင်းဆိုကြောင်းထုတ်ပြန်ချက်မှာပြောဆိုထားပါရရှင်။မကွေးတိုင်းစိတ်ဖြူမြို့နယ်ဂွေးပင်ချောင်းကျေးရွာနဲ့တောင်ငယ်လုံးကျေးရွာကြားမှာရှိတဲ့စစ်ကော်မရှင်တပ်ရဲ့စစ်ဆေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကော်မရှင်တပ်သား၄ဦးသေဆုံးပြီးလက်နက်ခဲယမ်းတွေသိမ်းဆီးရရှိခဲ့တယ်လို့တင်ပြရရှိပါတယ်။ အော်တိုဘားလာ29ရက်နေ့မနက်9နာရီခွဲချိန်မှာအဲ့ဒီစစ်စေးဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲဟာနိုင်ဝက်ကျော်ကြာမြင့်ခဲ့တယ်လို့ပခုတ်ကူခရိုင် အမှတ်16တပ်ရင်းတာဝန်ရှိသူကမြစီမာကိုပြောပါရတယ်။စိတ်ဖြူစလင်းလန်းစိတ်ဖြူမျိုးနဲ့အနည်းဆုံးစစ်စေးဂိတ်ကိုတွားရောက်တိုက်ခိုက်တာပါစိတ်ဖြူမျိုးဘော်ကစစ်ကူတွေရောက်လာလို့ပြန်လဲဆုတ်ခွာလာခဲ့ရတာပါလို့ပြောပါရတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်းစစ်ကော်မရှင်တပ်သား၄ဦးသေဆုံးပြီး MA3 အမျိုးအစားတနက်တလက်ကြီးပေါက်၃ပေါက်5.56ကြီး130နဲ့တခြားဆက်ဆက်ပစ္စည်းတွေတင်စီနိုင်ခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းရင်းနသာကော်လန်မကွေးတိုင်းပတ်ကဖရွေလျားစစ်ကြောင်းကစစ်ကြောင်းမူရဲဘော်စိတ်ဖြူခေါ်ရဲဘော်ဟိမင်းသူကြဆုံခဲ့ရတယ်လို့ပခုတ်ကူခိုင်တပ်ရင်း၁၉ကထုတ်ပြန်ထားပါဗျ။တိုက်ခိုက်ခဲ့တဲ့စစ်စေးဂိတ်မှာစစ်ကော်မရှင်တပ်သား၁၂ဦးခန့်ရှိပြီး တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကော်မရှင်တပ်ဟာစစ်ဆေးအကိတ်ကိုထပ်မံအင်အားဖြည့်တင်ထားကြောင်းနဲ့မြို့ပေါ်နေရာတွေမှာလည်းလုံခြုံရေးတွေတိုးမြင့်ထားတယ်လို့တော်လိုင်းတပ်ဖွဲ့တွေစီကတီးအားပါတယ်။အခုတိုက်ခိုက်မှုကိုပခုတ်ကူခရိုင်တပ်ရင်း16နဲ့အတူရင်းနသာကော်လန်မကွေးတိုင်းပကဖရွေလျားစစ်ကြောင်းတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာလ25ရက်နေ့မနက်ပိုင်းကလည်းစိတ်ဖြူမျိုးကထွက်လာတဲ့အင်အား200ခန့်ပါစစ်ကော်မရှင်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ကော်မရှင်တပ်ဖက်မှထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့ပခုတ်ကူခိုင်တပ်ရင်း16စီကတီးရပါပါတယ်ခင်ဗျာထိုင်းနိုင်ငံမဲဆောက်မြို့မှာမြန်မာအမျိုးသမီးတစ်ယောက်ကိုလပင်းဓာတ်နဲ့လှိပြတ်မှုမှာဖမ်းဆီးခံရသူထိုင်းနိုင်ငံသားအမျိုးသားကသူကျူးလွန်တဲ့အကြောင်းဝန်ခံလိုက်ပါတယ် အဲ့ဒါကိုတက်ခရိုင်ရဲတပ်ဖွဲ့ကဒီကနေ့အောက်တိုဘာ28ရက်နေ့မှာသတင်းထုတ်ပြန်ထားတာပါမနေ့ကအောက်တိုဘာ28ရက်နေ့မနက်ပိုင်းမဲဆောက်မြို့နယ်ရုံ F4 ရုံအိမ်သာမှာအသက်21နှစ်အရွယ်မြန်မာနိုင်ငံသားအမျိုးသမီးတစ်ယောက်ကိုအသက်28နှစ်အရွယ်ထိုင်းနိုင်ငံသားထမတ်ဖက်ကအဓမ္မပြုကျင့်မှုအတွက်စူးစမ်းခဲ့တာမှာအမျိုးသမီးကလက်မခံတဲ့အတွက်သူ့အသက်ယူဆောင်လာတဲ့ဓာတ်နဲ့လက်ဘင်းကိုလှိဖြတ်ပြီးထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ထိုင်းသတင်းဌာနကဖော်ပြပါဗျာ။ ကျူးလွန်သူထိုင်းမျိုးသားကိုရဲတပ်ဖွဲ့ကမနေ့ကည7နာရီခွဲလောက်မှာအီတီယန်ဆက်အနီမှာဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒီကနေ့မနေ့7နာရီခွဲလောက်မှာတော့အရင်မြမအမျိုးသမီးကိုတိုက်ခိုက်ခဲ့တဲ့နေရာကိုဖမ်းဆီးခံရသူမစ္စတာထမ်မဖက်ကိုပြန်လည်ပြသစေခဲ့ပြီးတော့သူကအဓမ္မပြုခြင်းမို့အတွက်ရည်ရွယ်ချက်နဲ့ကျူးလွန်ခဲ့တယ်လို့ဝန်ခံခဲ့ကြောင်းဆိုပါတယ်။ သူဟာပြီးခဲ့တဲ့2019ခုနှစ်မှာလဲအရမပြူကျဲမှုနဲ့ပြစ်ဒဏ်ကျခံခဲ့ရပြီးတော့အခုနှစ်ဩဂတ်လ28ရက်နေ့မှာမှထောင်ကနေပြန်လည်လွတ်မြောက်လာခဲ့တယ်ဖြစ်တယ်လို့ဒေတာရင်းထိုင်းသတင်းဌာနရဲ့ဖော်ပြချက်အရသိရပါဗျ။လက်ရှိမှာနှစ်နာသူမြန်မာအမျိုးသမီးဟာမဲဆောက်ဆေးရုံကြီးမှာဆေးကုသမှုခံယူနေရတယ်လို့သိရပါဗျ။ကျွလွန်သူထိုင်းမျိုးသားကိုတော့လူတန်းရံကြံစည်မှုနဲ့အများပြည်သူမြို့ရွာဒါမှမဟုတ်လမ်းမပေါ်မှာခွင့်ပြုချက်မရှိလက်နက်သေးဆောင်မှုတို့နဲ့အမှုအဖွဲ့အရေးယူထားတယ်လို့တက်ခရံရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။ မြစီမာရေဒီယိုရဲ့အင်္ဂါနေ့ညပိုင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုကတော့နိုင်ငံတကာသတင်းတွေကိုနားဆင်ရပါပါ thank you 2022ရွေးကောက်ပွဲမှာရှုံးနိမ်ပြီးအာနာသိမ့်မှုကျင်စီခဲ့တယ်လို့ဆိုကာထောင်ဒဏ်28နှစ်ချမှတ်ခံထားရတဲ့ဘရာဇီးတမရဟောင်းဂျိုင်ယာဘိုဆာနာရိုကတင်းလာနေမှာယူကန်တင်သွင်းလိုက်ပါတယ်။ ်တမရလူဝစ်အီနာစီအိုလူလာဒါဆေးဝါကိုဖြုတ်ချဖို့ကြိုးပမ်းခဲ့တဲ့အတွက်အပြစ်ရှိတယ်လို့ဆုံးဖြတ်ခဲ့တဲ့တရားရုံးချုပ်ရဲ့စီရင်ချက်ဟာလို့တလို့အနက်ကောင်းနိုင်ခြင်းထိန်ချန်ထားခြင်းဝီယောဒီနဲ့မရှင်းလင်းခြင်းတို့ရှိနေတယ်လို့လက်ရဆုံးကြိုကြွနေတဲ့အမှုတွေရဲ့ရှေ့နေတွေကစွပ်စွဲထားကြပါတယ်အဲဒီဆုံးဖြတ်ချက်ကြောင့်အမေရိကန်သမ္မတဒေါ်နယ်ထရန့်လည်းအလွန်ဒေါသထွက်ခဲ့ပါဗျ။ အယူခံအမှုအပေါ်ရှောက်လဲချက်ပေးဖို့တရားရုံးချုပ်တရားသူကြီးတွေဟာနောက်ဆုံးရက်သတ်မှတ်ချက်မရှိပါဘူး။အဲ့ဒီအမှုမှာတမရလူလာဒုတမရဂျယ်ရက်ဒိုအက်ဒမင်နဲ့ဘိုဆာနာရိုရဲ့ကံကြမ္မာအပေါ်အဆုံးဖြတ်ပေးခဲ့တဲ့တရားရုံးချုပ်တရားသူကြီး၅ဦးတည်းကတူဦးဖြစ်တဲ့အလက်ရှောင်ဒရီဒီမိုရီတို့ကိုလောက်ကျန်တတ်ဖြတ်ဖို့ကြံစီခဲ့တယ်လို့စွပ်စွဲထားတဲ့အမှုဖြစ်ပါတယ်။ အဲ့ဒီအေဂျင်စီအထမမြောက်ခဲ့ရတာဟာစစ်တပ်ထိပ်ပိုင်းကောင်းဆောင်တွေရဲ့ထောက်ခံမှုမရရှိတာကြောင့်လို့အစိုးရရှေ့နေတွေက ပြောကြပါဗျ။ပိုဆာနာရိုကိုဩဂတ်စ်လတည်းကအခြေချုပ်ချထားတာပါ။ဘရာဇီးဥပဒေအရဥပဒေကြောင်းအရလှုပ်ဆောင်နိုင်သမျှအားလုံးကုံဆုံသွားတဲ့အထိအချင်းတောင်ကိုပို့လို့မရပါဘူး။ကုမ္ပဏီရဲ့ညံရည်တုအခြေခံစောက်အုံတွေကိုစွမ်းအားပေးဖို့အတွက် အိုင်အိုဝါရှိနျူကလ িয়ার ဓာတ်အပင်စက်ရုံတရုံကိုပြန်လည်ပတ်မဲ့အစီအစဉ်တရက်ကို Google ကတနင်္လာနေ့ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အဲဒါကနေပညာကုမ္ပဏီကြီးတွေနဲ့လျှက်စက်ဓာတ်အပင်လုပ်ငန်းကြီးတွေကြားနောက်ဆုံးပူးပေါင်းဆောင်ရွက်မှုတရက်ဖြစ်ပါတယ်။ Next Ultra Energy လျှက်စက်ဓာတ်အပင်ကုမ္ပဏီရဲ့ညင်ညာချက်အရ2020ခုနှစ်ကပိတ်သိမ်းခဲ့တဲ့ Twin Unknown Energy Center ဟာ2029ခုနှစ်မှာပြန်လည်လည်ပတ်မှာဖြစ်ပြီး Google ရဲ့ကြီးထွားလာနေတဲ့လုပ်ငန်းတွေဖြစ်တဲ့ cloud နဲ့ညရင်တုအခြေခံအဆောက်အုံတွေကိုစွမ်းအင်ပေးသွားမယ်လို့ကုမ္ပဏီတွေကထုတ်ပြန်တဲ့ပူးရဲကြေညာချက်မှာဖော်ပြထားပါတယ်။စက်ရုံပြန်လည်လည်ပတ်လို့ရှိရင်အဲဒီစက်ရုံကလျှက်စစ်စွမ်းအင်ကို25နှစ်ကြာဝယ်ယူဖို့သဘောတူစာချုပ်တစ်ရပ်ကို Google ကလက်မှတ်ရေးထိုးခဲ့တာပါ။အရေးစက်ယုံကို Next Ultra ကတရရာဂိုင်းနှုံးပိုင်ဆိုင်သွားမှာဖြစ်ပြီးအခုလက်ရှိအနည်းစုပိုင်ဆိုင်ထားတဲ့ share တွေကိုပြန်လည်ဝယ်ယူသွားမှာဖြစ်တယ်လို့ကုမ္ပဏီတွေကပြောပါရယ်။ညံရင်တုနဲ့မောင်းနှင်တဲ့ တီထွင်မှုနဲ့အခွင့်အလန်းခက်တဲ့ထက်ကိုအမေရိကန်ပြည်ထောင်စုဝင်ရောက်လာနေတဲ့အတွက်အခုမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဟာဂူဂေါကုမ္ပဏီရဲ့ကြီးထွားလာနေတဲ့စီးပွားရေးလိုအပ်ချက်ကိုတာဝန်တိတိဖြည့်ဆည်းပေးနိုင်လိုက်မယ်ဖြစ်တယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာရေးသားထားပါတယ်။နျူကလ িয়ার စွမ်းအင်ဟာကာဗွန်ထုတ်လုပ်မှုမရှိတဲ့တန်ရှင်းတဲ့စွမ်းအင်ရင်းမြစ်ဖြစ်တယ်လို့လည်းချီးကျူးရေးသားထားပါတယ်။စွမ်းအင်လိုအပ်ချက်ရဲ့အဓိကအရင်းမြစ်ဖြစ်ဉာဏ်ရတုနည်းပညာကပေါ်ထွက်လာခဲ့တာပဲဖြစ်ပါရဲ့ရှင်။ ပီစီမရေဒီယိုရဲ့အင်္ဂါနေ့ညပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုကတော့ပြည်တွင်းသတင်းလွှာရဲ့အလှည်ပါဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့အာကောင်းတဲ့ဆိုင်ကလုံးမှုန်တိုင်းမှွန်ထားရဲ့အရှိန်နဲ့အသက်ထမှန်ဖြစ်ပေါ်လာနိုင်တဲ့လေပွေလှိုင်းကြောင့်မြန်မာနိုင်ငံတဝမ်းလုံးမှာနိုဝင်ဘာလဇန်နဝါရီအထိမိုးရွာသွန်းမှုတွေရှိနိုင်တယ်လို့မိုးလေဝသဆိုင်ရာလေ့လာသူဦးဝင်းနိုင်ကအသိပေးထားပါတယ် ဒီကနေ့အောက်တိုဘာလ28ရက်နေ့မနက်10:00နာရီခွဲအချိန်တိုင်းထွာချက်အရအားကောင်းတဲ့ဆိုင်ကလုံးမှုန်တိုင်းမှွန်ထားဟာဆက်လက်ရွေးလျားနေပြီးတော့မြန်မာနိုင်ငံကိုကိုကျွန်းမြို့ရဲ့အနောက်ဘက်အိန္ဒိယနိုင်ငံချင်းနိုင်မြို့ရဲ့အရှေ့မြောက်ဘက်ပင်လယ်ပြင်ကိုဗဟိုပြုနေတယ်လို့စစ်ကောင်မရှင်မိုးစလားဌာနကထုတ်ပြန်ထားပါတယ်ဆိုင်ကလုံးမုံတိုင်းရဲ့အမြင့်ဆုံးလေတိုက်နှုန်းဟာတနအီမှာမိုင်60အထိရှိနိုင်ပြီးတော့လက်ရှိမှာမြန်မာနိုင်ငံကိုဥတီရွှေလျားမဲ့အခြေအနေမရှိတာကြောင့်အဝါရောင်အဆင့်သတ်မှတ်ထားပါရယ် ဒါပေမဲ့မုံတိုင်းအရှင်ကျောင်းဒီကနေ့မွန်းလွဲပိုင်းကနေနောက်ထပ်24နာရီရဲ့အတွင်းမှာမြန်မာနိုင်ငံတဝန်းမိုးရွာသွန်းမှုရှိနိုင်ပြီးတော့ဒေသတချို့မှာမိုးထစ်ချုံနိုင်တယ်လို့မိုးစလကအသိပေးထားပါတယ်။မြဝကျုံမရခိုင်ကရွန်းတန်းတရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာတော့တခါတလေမိုးသက်လေပြင်းတွေကြာရောက်လို့လှိုင်းကြီးနိုင်တယ်လို့ဆိုပါရယ် မိုးလေဝသဆိုင်ရာလေလောက်သူဦးဝင်းနိုင်ကတော့မုံတိုင်းအကျဉ်းကျန်နေတဲ့ကပ်ပလီပင်လယ်ပြင်မှာအသစ်ထပ်မံဖြစ်ပေါ်လာနိုင်တဲ့လေပွေလှမ်းရဲ့အရှိန်တွေကြောင့်နိုဝင်ဘာ၁ရက်နေ့ကနေပြီးတော့နိုဝင်ဘာ၄ရက်နေ့အထိမြန်မာနိုင်ငံနေရာအနှံ့မှာမိုးရွာနိုင်ပြီးဒေသတချို့မှာနေရာကွက်မိုးကြီးနိုင်တယ်လို့သတိပေးထားပါရှင်။

မင်္ဂလာပါရှင် K2 Health Program ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။အခုနောက်ပိုင်းမှာလူဆယ်ယောက်မှတယောက်လောက်ဖြစ်ပေါ်နေတဲ့ ADHD လို့ခေါ်တဲ့အာရုံကြောပြဿနာအကြောင်းနဲ့ပတ်သက်ပြီးတော့ဒီကနေ့ဗီဒီယိုမှာ ADHD ရဲ့အဓိကလက္ခဏာတွေ ADHD ဖြစ်ရတဲ့အကြောင်းရင်းတွေနဲ့ ADHD ကုသမှုအဆောင်ရှိတဲ့အကြောင်းတွေကိုဆက်ဆက်ပြီးတော့အခမ်းအနားတွေအားလုံးကိုကြည်ကြဲပြန့်ပြန့်ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါရစေ။ပထမဆုံးအနေနဲ့ ADHD ဆိုတာဘာလဲနဲ့အဓိကလက္ခဏာတွေအကြောင်းကိုစတင်ဆွေးနွေးပြသွားမှာဖြစ်ပါတယ်။ ADHD ဆိုတာပါလေ ADHD attention deficit hyperactivity disorder ဆိုတာကအာရုံစူးစိုက်မှုချုပ်ယွင်းပြီးတော့တက်ကြွလွန်ယောဂဖြစ်ပါတယ်ဒါဟာမွေးရပါဒါမှမဟုတ်ငယ်စဉ်ကတည်းကစတင်တက်တဲ့အုံနှောက်ရဲ့အာယုံကြောဆိုင်ရာဖွံ့ဖြိုးမှုချွတ်ယွင်းချက်တစ်ခုလည်းဖြစ်ပါတယ်။ ADHD ရဲ့အဓိကလက္ခဏာများအာယုံစူးစိုက်မှုချွတ်ယွင်းခြင်း inattention စိတ်ပြန့်လွယ်ခြင်းအာယုံဆက်ရခက်ခြင်းတေချာဂရုမစိုက်နိုင်ခြင်းအမှားယွင်းများခြင်း စကားပြောတာကိုနားထောင်ရင်အလုံးအယုံပြန့်နှွယ်ခြင်းကြုံကြားချက်တွေကိုလိုက်နာဖို့ခက်ခြင်းအလုတ်တာဝန်တွေကိုဆက်လက်လှုပ်ဆောင်ဖို့ခက်ခဲခြင်းအလုတ်တွေအချိန်စရားတွေကိုစီမံခန့်ခွဲဖို့ခက်ခြင်းစာသင်ခန်းထဲမှာလိုအပ်တဲ့ပစ္စည်းတွေကိုမေ့လျော့ခြင်းနေ့စဉ်လုပ်ငန်းဆောင်တာတွေကိုမေ့တက်ခြင်းစိတ်ရှုပ်ထွေးလွယ်ခြင်းရေရှည်စဉ်းစားရတဲ့အလုတ်တွေကိုရှောင်ကြဉ်ခြင်းတို့ဖြစ်ပါတယ်အပြုတ်မှုထင်းချုပ်ရခက်ခြင်းနဲ့တက်ကြွလွန်ခြင်းတနေရာထဲမှာကြကြထိုင်နိုင်ဖို့ခက်ခဲခြင်း ထိုင်ရာကနေမကြာခဏထခြင်းတေးလွှာခြင်းတက်ကြွနေခြင်းအတံမြေတဲ့အယုတ်ဂိမ်းတွေနဲ့ဆော့ကစားရတာကြိုက်နှစ်သက်ခြင်းတခြားသူတွေစကားပြောနေတဲ့အချိန်မှာကြားဖြတ်ခြင်းစကားဝင်ပြောခြင်းမိကိုမပြီးခင်အဖြေကိုကြိုတင်ပြောခြင်းစောက်စားဖို့အတွက်ခက်ခဲခြင်းဥပမာသူများစကားပြောပြီးတာကိုစောင့်မနေတတ်တာသူများရဲ့အလုပ်တွေကိုဝင်ရောက်ဆွတ်ဖက်တာတို့ဖြစ်ပါတယ် ADHD အမျိုးအစားတွေကတော့အာရုံစူးစိုက်မှုချုပ်ယင်းချက်ပိုများတဲ့အမျိုးအစားအာရုံစူးစိုက်မှုချုပ်ယင်းခြင်း inattention ထက်ကမှလက္ခဏာတွေကပိုပြီးတော့ထင်ရှားနေခြင်းတက်ကြွလွန်ပြီးတော့အပြုတ်မှုထင်းကျုပ်ရခတ်တဲ့အမျိုးအစားအပြုတ်မှုထင်းကျုပ်ရခတ်ခြင်းနဲ့တက်ကြွလွန်ခြင်းကနေလက္ခဏာတွေပိုမှုထင်ရှားနေတာပေါင်းစပ်အမျိုးအစားအမျိုးအစားနှစ်ခုစလုံးရဲ့လက္ခဏာတွေရောနှောနေတာအခုနောက်ပိုင်းမှာအဖြစ်အများဆုံးအမျိုးအစားလေးဖြစ်ပါတယ် ဆက်လက်ပြီးတော့ ADHD ရဲ့အကြောင်းရင်းတွေကုသမှုတွေအသက်အရွယ်လောက်ဖြစ်ပွားမှုအခြေအနေနဲ့ ADHD ရဲ့ရောဂါကြောင့်နောက်ဆက်တွဲဖြစ်နိုင်တဲ့ဆိုးကျိုးတွေအကြောင်းကိုဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ ADHD ဖြစ်ရတဲ့အကြောင်းရင်းများအကြောင်းရင်းအတိအကျကိုတော့လေ့လာတွေးရှိထားတာမရှိသေးပေမဲ့အခုဖော်ပြမယ့်အချက်တွေကြောင့်ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။မျိုးရိုးဗီဇမိသားစုရဲ့မှာ ADHD ရှိတဲ့သူရှိရင်ဖြစ်နိုင်ခြေပိုများပါတယ်။ အုံနောက်ရဲ့ဖွဲ့စည်းပုံနဲ့လှုပ်ဆောင်ချက်အုံနောက်ရဲ့အာယုံစူးဆိုင်မှုဆုံးဖြတ်ချက်ချမှုနဲ့ထိန်းချုပ်မှုကိုစီမံတဲ့နေရာတွေမှာခြားနာချက်ရှိခြင်းပတ်ဝန်းကျင်ဆိုင်ရာအချက်များကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာစလိတ်တောက်တာအရက်တောက်တာငွေကင်းစကလေးကိုအစိတ်တင့်စေတတ်တဲ့ပစ္စည်းတွေနဲ့ထိတွေ့မှုရှိတာတွေကြောင့်ဖြစ်နိုင်ပါတယ် ADHD ကုသမှု ADHD ကိုလုံးဝပျောက်ကင်းအောင်ကုသနိုင်တဲ့နည်းလမ်းမရှိသေးပါဘူးဒါပေမဲ့ယောဂလက္ခဏာတွေကိုထိရောက်စွာထိန်းချုပ်ကုသနိုင်ပါတယ် စေဝါကုသမှုအာယုံစူးစိုက်မှုကိုမြှင့်တင်ပေးပြီးတော့တက်ကြွလွန်နာကိုထိန်းချုပ်ပေးတဲ့စေဝါတွေနဲ့ကုသနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာကုတုံးများအပြုတ်မှုဆိုင်ရာကုတုံးစိတ်ပိုင်းဆိုင်ရာစိတ်ပညာပိုင်းဆိုင်ရာပံ့ပိုးမှုများမိသားစုကုတုံးလူမှုရေးကျွမ်းကျင်မှုဆိုင်ရာသင်ကြားပေးခြင်းတို့လည်းကုသပေးနိုင်ပါတယ်။နေထိုင်မှုပုံစံပြောင်းလဲခြင်းအာဟာရညညစွာစားသုံးခြင်းကိုလက်လှုပ်ရှားမှုပြုလုပ်ခြင်းအိပ်ရေးဝအောင်အိပ်ခြင်းချိန်စရာဆွဲခြင်းတို့နဲ့လည်းကုသနိုင်ပါတယ်။ ADHD ဟာကလေးဘဝမှာစတင်ဖြစ်ပွားတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။အဖြစ်အများဆုံးအသက်အရွယ်ရောဂါလက္ခဏာစတင်ချိန် ADHD ရဲ့ရောဂါလက္ခဏာတွေဟာကလေးအသက်3နှစ်ကနေ6နှစ်အတွင်းမှာစတင်လေ့ရှိပါတယ်။ရောဂါရှာဖွေတွေ့ရှိခံရချိန်ကလေးတွေကိုကျောင်းနေအရွယ်အသက်6နှစ်ကနေ12နှစ်အတွင်းမှာ ADHD အဖြစ်အများဆုံးရောဂါရှာဖွေတွေ့ရှိရပါတယ်။ အကြောင်းရင်းကတော့အဲ့ဒီအရွယ်တွေမှာကလေးတွေဟာចောင်းစားတက်ရပြီးတော့အာယုံစိုက်ပြီးစာတန်ရတာထိုင်နေရတာစီကန်းတွေလိုက်နာရတာစတဲ့လိုအပ်ချက်တွေများလာတာတွေကြောင့်သူတို့ရဲ့အာယုံစူးစိုက်မှုနဲ့တက်ကြွလွန်တဲ့ပြဿနာတွေကပုံမထင်ရှားလာတတ်လို့ဖြစ်ပါတယ်ဆရာဆရာမတွေဒါမှမဟုတ်မိဘတွေကဒီလက္ခဏာတွေကိုသတိထားမိပြီးတော့ကျန်းမာရေးပညာရှင်တွေစီကိုခေါ်ဆောင်သွားလိမ့်ရှိပါတယ်။သတိထားရမယ့်အချက်ကတော့ ADHD ဟာကလေးတွေမှာပဲဖြစ်တဲ့ကြီးလာရင်ပျောက်သွားတယ်ဆိုတဲ့အယူအဆဟာမှားယွင်းပါတယ်။ လူကြီးအများစုမှာယောဂလက္ခဏာတွေတက်တာသွားတက်ပြီးမြဲလူကြီးတွေမှာဆိုရင်အာယုံဆိုင်ရခတ်တာအချိန်စီမံခံခွဲရခတ်တာစိတ်တူလွဲတာစတဲ့လက္ခဏာတွေပိုပြီးတော့ထင်ရှားတတ်ပါတယ် ADHD ရဲ့ယောဂကြောင့်ဖြစ်ပေါ်နိုင်တဲ့နောက်ဆက်တွဲဖြစ်နိုင်တဲ့အဆိုးကျိုးများ ADHD ရဲ့အဓိကပြဿနာကအုံနှောက်ရဲ့စီမံခန့်ခွဲမှုစနစ် executive functions ချုံရွင်းနေတာဖြစ်တဲ့အတွက်ဘဝရဲ့နေရာဆုံးမှာအခက်အခဲတွေပေါ်လာတတ်ပါတယ်။ ចောင်းသားဘဝမှာဆိုရင်စာမေးပွဲကြရှုံးတာចောင်းထွက်ခြင်းစိတ်ဖြစ်တာတငယ်ချင်းနဲ့အဆင်မပြေတာခွဲခြားဆက်ဆံခံရတာကိုယ့်ကိုယ်ကိုယုံကြည်မှု ਨੇ ပါလာတာစိတ်ကြဝေဒနာစိုးရိမ်ပူပန်မှုများတာတွေကချက်ချင်းဖြစ်နိုင်ပါတယ်အလုတ်သမားဘဝမှာဆိုရင်တော့အလုတ်ပြုတ်တာအလုတ်မကြခဏပြောင်းတာအချိန်မလေးစားတာလစာနှိပ်တာလုံးဖို့ကင်ဘက်တင်တဲ့ပြိပခဖြစ်တာငွေကြေးစီမံခံကွက်မှုညံ့ပြန်တာအကျွေးတင်တာတွေဖြစ်နိုင်ပါတယ် လူမှုရေနဲ့မိသားစုဘဝမှာဆိုရင်တော့မိသားစုထဲမှာအငင်းပွားမှုများတာကားတိုက်မှုအန္တရာယ်များတာဆွဲလက်မှုပြဿနာတွေဥပမာစလိတ်အရက်ကွန်ပျူတာဂိမ်းတို့ဖြစ်ပါတယ်စိတ်ကြမ်းမှရေဆိုးပြားခြင်းတို့လည်းဖြစ်ပေါ်နိုင်ပါတယ်ရှင်အထူးသတိထားရမယ့်စိုးကြိုးများကိုယ့်ကိုယ်ကိုယုံကြည်မှုပျက်စီးတာကလေးဘဝကလေးကမင်းကညံ့နေမင်းကဂရုမစိုက်ဘူးဆိုတဲ့ဇာတ်ကားတွေကိုအချိန်ချင်းကြားရပြီးတော့ကိုယ့်ရဲ့စွမ်းရည်ကိုမကြုံကြည်တော့တဲ့ self esteem ပြဿနာဖြစ်လာတတ်ပါတယ်ဆွဲလက်မှုများ ADHD ရှိတဲ့သူတွေဟာသူတို့ရဲ့စိတ်ကျဉ်နှံ့မှုအတွက်ဆွဲလန်းမှုတွေဖြစ်ဖို့လွယ်ကူပါတယ်။စလိတ်အရက်၊မူးယစ်ဆေး၊ဂိမ်း၊လောင်းကစားစတာတွေကိုဆွဲလန်းနိုင်ခြင်းပိုများပါတယ်။တခြားစိတ်ရောဂါများပူးတွဲဖြစ်ပွားခြင်း ADHD တခုတည်းကိုတော့မကူပဲထားလို့ရှိရင်စိုးရိမ်ပူပန်မှုတွေများတာ anxiety စိတ်ကြယောဂ depression စိတ်ဆိုးလွယ်တဲ့ irritability တို့လိုမျိုးနောက်ဆက်တွဲစိတ်ကျန်းမာရေးပြဿနာတွေထပ်ဆင့်ဝင်လာတတ်ပါတယ်။အဲဒီစိုးကျိုးတွေအားလုံးကကုသနိုင်ပါတယ်။ ADHD ကိုဆေးဝါးအပြုမှုဆိုင်ရာကုတော်လူနေမှုပုံစံပြောင်းလဲတာတွေနဲ့ထိထိရောက်ရောက်ကုသနိုင်ပါတယ်။စောစောသိပြီးတော့စောစောကုသတာကဒီနောက်ဆက်တွဲဆိုးကျိုးတွေကိုကာကွယ်ရမှာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ADHD မှာကလေးတွေမှာတမကပဲလူကြီးတွေမှာလည်းရှိနေတတ်တာကြောင့်စောစောစစ်စစ်သိပြီးတော့တင့်တော်တဲ့ကုသမှုခံယူခြင်းဖြင့်ចောင်းစာတွေအလုပ်ခွင်တွေနဲ့လူမှုဆက်ဆံရေးတွေမှာပုံမကောင်းမွန်စွာရပ်တည်နိုင်မှာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ UNICEF စောင်းမားတွေကနေပြီးတော့ကိုးကားထားတာဖြစ်ပါတယ်။ ။နောက်ဘက်တွေမှာလည်းကျမတို့ရဲ့ K2 Health Season ကနေပြီးတော့အမျိုးသမီးကလေးတွေနဲ့ကျန်းမာရေးအလှပဆိုင်ရာဆောင်းပါးတွေနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်တနင်္ဂနွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုကြဖို့အတွက်ဖိတ်ခေါ်ပါရရှင်။ ကျွန်တော်တို့မြစည်းမရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်ပါတွေဆက်သွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးတောသားရှင်တို့အနေနဲ့ဝေဖန်အကြံပြုချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းနဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ 18fn Facebook page ရဲ့ Messenger နဲ့မြစည်းမရေဒီယို ဆောင်ပါရှင်ဆိုတဲ့ Telegram group မှာစာရေးသားပေးပို့နိုင်ကြပါတယ်။တောသားရှင်တို့ရဲ့ဝေဖန်အကြံပြုချက်တွေကို ကြိုဆိုပါရစေခင်ဗျာ။ ညစီမရေဒီယိုရဲ့ဒီနေ့ညအစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ပေးကနေပြင်ဝေးပြီးကိုစိတ်နှပါကျမ်းမာချမ်းသာပါစေလို့ညစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်မြန်မာပြည်သူနဲ့အတူရက်တည်နေမယ်ညစီမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ခဲ့ကြသူတွေအားလုံးကျမ်းမာကြပါစေခင်ဗျာ